တနင်္လာသားမင်းများပဲအခုရောက်ရှိနေတဲ့2025ခုနှစ်ကလက်ကျန်6လတာကံကြမ္မာအခြေအနေကိုတေရော့ကန်နဲ့ဟောပြောပေးမှာပါကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုလို့ပဲထုံးစံနိုင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်လေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ ကျွန်တော်ကဒီတဲရောကန့်တဲ့ပေါ့နော်အလုံးကိုင်ငွေကြီးကျမ်းမာရေးလူမှုရေးဆိုပြီးတော့အချက်၄ချက်ကိုကျွန်တော်ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တို့စပြီးတော့တဲရောကန့်လေးကြည့်လိုက်ကြရအောင်ပါ တင်းလာသားကြီးတွေဟာလုံငန်းကိုင်နံပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာမပြီးမပြတ်ဖြစ်နေတာပါတယ်။ရှေ့ကိုမရောက်နိုင်ဘူးဖြစ်နေပါတယ်။ဒီနေရာမှာရက်နေတယ်လို့ကြာနေတယ်လို့မျိုးဖြစ်နေတာပါတယ်။အဲ့တော့ကိုယ်တိုင်းကိုယ်ပဲလုံတဲ့ကိုင်နဲ့ဆောင်ရွက်တဲ့နေရာတွေမှာတနေ့နှေးကွေးနေတဲ့ပုံစံမျိုးတွေဖြစ်နေတာပါတယ်။နောက်ကိုယ်ပါပဲလှုပ်လို့ကိုယ်လုံးနေတဲ့အလုံးမှာအနှောက်အယှက်လေးတွေ ပေါ်ပေါက်လာကြပါတယ်အဲ့ဒါလေးတွေကိုဂယူးဆိုင်ပါလို့ပြောချင်ပါတယ်ပြောချင်တဲ့သဘောကတော့အခုဒီအချက်လေးတွေကိုပြင်နိုင်မယ်ဒီအချက်လေးတွေကိုတည်ထားနိုင်မယ်ဆိုရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်เนาะသူက မကောင်းဘူးဘာမှအဆင်မပြေဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ဒီလိုအဆင်မပြေစေနိုင်တဲ့အကြောင်းတရားလေးတွေရှိတတ်တယ်အဲ့တော့အဲ့ဒီအခြေအနေတွေကိုကြောင်းလဲပြင်ဆင်ပြနိုင်မယ်ဆိုရင်အခြေအနေကောင်းလာပါလိမ့်မယ်လို့ပြောလို့ရပါတယ်ငွေကြေးပိုင်းနဲ့ထပ်ပြီးတော့ကျွန်တော်ကြည့်ပေးပါမယ်ငွေကြေးပိုင်းကတိတိသာသာငွေလုံးငွေရင်းနဲ့ဝင်လာနိုင်တဲ့အခြေအနေတွေအခွင့်အလမ်းတွေပေါ်ပေါက်လာပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဥမာဝန်ထမ်းတယောက်ဆိုရင်လာစာတိုးသွားတာတို့ အယောင်းဝယ်တော်မှာတရားဆိုလို့ရှိရင်လည်းပဲပို့ပြီးတော့ဒါဝင်ငွေတွေပေါ့နော်တိုးွားလာတာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့လိုပဲအလောက်ကရင်မှမဟုတ်ပါဘူးတဲ့တခြား အဲကြီးကြီးမားမားငွေကြီးအခွင့်အလမ်းကောင်းတွေလည်းပဲဖြစ်ပေါ်လာနိုင်ပါတယ်။ဥမာထိပေါသလိုအမွေရသလိုမျိုးငွေလုံးငွေရင်းနဲ့ပေါ့နော်အခြေအနေတွေဝင်လာနိုင်တဲ့အခြေအနေတွေရှိလာနိုင်တယ်။နောက်အဲ့လိုပဲအခက်အခဲတွေရှိခဲ့မယ်ဆိုရင်ငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းနိုင်တဲ့လမ်းစာတွေပေါ်ပေါက်လာပါလိမ့်မယ်လို့တွေးရပါတယ်။ငွေကြီးအတွက်ချိုးရတဲ့တော့ကကအကောင့်နံပါတ်ကိုကြားပါလေနော်။အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်။ ကျမကြီးပိုင်းကယောဂနဲ့လူနဲ့ကအပြိုင် ဖြစ်နေပါလေစစ်ခင်းနေရသလိုမျိုးပေါ့เนาะအဲ့တော့ကို့မှာဘလို့ဘလို့ဖြစ်တတ်တယ်အာအဲ့လိုတွေမဖြစ်ရလေအောင်ကို့ကဘလို့နေတိုင်းစားတောင်းရမယ်အဲ့တော့ဘလို့ဂယူးစားရမယ်ဘာတွေကိုဘလို့စင်ကြင်ရမယ်အဲအဲ့ဒီအချက်တွေကိုကို့ကလိုက်နာပြီးတော့ဆောင်ရွက်နေမယ်ဆိုရင်ယောဂကိုကို့ကအသာယူနိုင်တယ် ဲ့လိုမျိုးမဟုတ်ပဲကိုကအုပ်ပေါ်တန်တန်နေတယ်စားတယ်ဆိုရင်အဲ့ဒီယောဂါကကိုကိုပြန်ပြီးတော့ transpose သွားတဲ့ပုံစံမျိုးကြီးဖြစ်တတ်ပါတယ်။ဒါပေမဲ့ကျမ်းမာရေးအတွက်နည်းနည်းရုံးကန်ရမယ့်အခြေအနေလေးတွေရှိတယ်။နောက်တစ်ခုကရင်ရထားတို့ဘာလို့သွားလဲလာတဲ့အခါလေးတွေမှာစပင်းဆိုင်တဲ့ကားပေါ်ကြာသွားလဲလာတဲ့အခါလေးတွေမှာနည်းနည်းဂယူဆိုင်ပါထိခိုက်စေတတ်တဲ့အန္တရာယ်လေးတွေဖြစ်တတ်လွယ်တဲ့ပုံစံမျိုးလေးကိုတော့သတ်တွေ့ရပါတယ်။တအားကြီးစိုးရိမ်စရာရှိလောက်တဲ့အခြေအနေမျိုးလည်းတော့မဟုတ်ပါဘူးနော်။ ောက်တစ်ခါကတော့လူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပါလူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကများသောအားဖြင့်ကောင်းပါတယ်ကိုကိုအကြံကောင်းညာကောင်းပေးထိုင်တဲ့သူတွေနဲ့လည်းပဲတွေ့ရတတ်တယ်မိကောင်းဆွေကောင်းတွေမိသည်ဆွေသည်တွေနဲ့လည်းပဲတွေ့ဆုံရပါလိမ့်မယ်များသောအားဖြင့်လူမှုပေါင်းတဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အစီအပြေမဲ့စိတ်ချမ်းသာမဲ့အနေအထားမျိုးတွေကိုတွေ့ရပါတယ်ကြတာကတော့ကျွန်တော်ပထမပိုင်းမှာတေရော့ကလေးကကျွန်တော်ချပြီးတော့ကြီးပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောချက်တွေကဒီကောင်းနဲ့မပြည့်စုံသေးပါဘူးတေ င်းကသားသမီးများအတွက်ဒီကြောက်လာတာကာလတွင်မှာဘလို့ကန်ဒီယာရဲ့အခွင့်အလမ်းကောင်းတွေရလာနိုင်အောင်လည်းဘယ်ချက်တွေကယူဆကိုလိုတယ်လဲဘလို့ရေရရတွေကိုဆောင်ရွက်တင်တယ်ဆိုတာကိုထပ်ပြီးတော့တဲတော့ကလေးကျွန်တော်ကြည့်ပေးပါပါအဲ့တော့ဂျာဖြတ်ကြောင်ညာဝင်ကျင်တာကကျွန်တော်ရှိပါ တူးချင်းတယောက်ချင်းဗီဒီမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ဗီဒီမေးမြန်းလို့ရပါတယ်ခင်ဗျာ။အဲ့တော့ဗီဒီမေးမြန်းတဲ့အခါမှာတူးချင်းတယောက်ချင်းရဲ့ကိန်းခန်းကိုတွေ့ချင်ပြီးတော့လိုအပ်တဲ့ဗီဒီ host တွေကိုကျွန်တော်ပို့ပေးတယ်။တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရာလေးတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ခင်ဗျာ။အဲ့တော့ကြိုတင်ပြီးတော့ဆင်ရင်လေးပေးရပါတယ်။ညံမှုသောကားကတော့တူးကို2000ကျပ်ပဲ ယူပါတယ်။နောက်ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများတွေလားစဉ်ပထမပတ်လောက်မှာကျွန်တော်ရန်ကုန်ဗီဒီယိုဟောကန်းကျွန်တော်ရဲ့ရုံးကမ်းမှာရှိပါတယ်။အခုဒီလာမဲ့အခုဒီ9လပိုင်းပေါ့နော်ဒီ9လပိုင်းတရရက်နေ့ကနေစပြီး10ရက်နေ့ထိရန်ကုန်မှာကျွန်တော်ရှိပါမယ်။လာရောက်ကျွန်တော်နဲ့လူတွေ့ဗီဒီယိုမြန်းကျင်တဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ဒီ TikTok Messenger မှာပဲဖြစ်ဖြစ် Viber Telegram ဖုန်းနံပါတ်ရှိတဲ့သူတွေကအရိယာနေပဲဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးဘုကင်လုပ်ပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာ။ကြက်ခုဆက်ပြီးတော့တရဏသာသမီများအတွက်ဒုတိယမြောက်တဲဘက်ကလေးကိုကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်။တရဏသာသမီများအတွက်ဒုတိယမြောက်တဲဘက်ကလေးကိုကျွန်တော်ချိုးကြည့်တဲ့အခါမှာစိတ်ချမ်းသာခြင်းပျော်ရွှင်ခြင်းနဲ့ပတ်သက်တဲ့နာမည်ပုံတချို့သောကိုယ့်ရဲ့အောင်မြင်မှုတွေဟာကိုတယောက်တည်းပျော်ရွှင်ရတာမျိုးမဟုတ်ပဲကိုယ့်ရဲ့ချစ်သူခင်သူတွေပါ ျော်ရွှင်ရမယ်ဆိုတဲ့နမိတ်ဘုံကိုတွေ့ရပါတယ်။နောက်တစ်ခုကြံပေးချင်တာကအဲကို့ဖို့ကို့အတွက်တစ်ခုတည်းနဲ့တင်စဉ်းစားပြီးတော့အလုပ်လုပ်တာမျိုးမဟုတ်ပဲနဲ့အများကြီးမဟုတ်ရင်တောင်မှပဲအဲကို့ချစ်တဲ့သူစိတ်ချမ်းသာဖို့အတွက်ကိုဂယူဆိုင်ပေးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ကံတွေကိုယ့်ရဲ့အကြံလီရည်ရွယ်ချက်တွေလည်းပဲအားလုံးကောင်းမွန်လာပါလိမ့်မယ်လို့အကြံပြုပေးလိုပါတယ်နောက်တစ်ချက်ပြောချင်တာကတော့ပျော့ပျော့နေပါပျော့အောင်နေပါ စိတ်ချမ်းသာအောင်နေပါစိတ်ရဲ့ပျော်ရွှင်မှုစိတ်ရဲ့လွတ်လပ်မှုကို ရှာဖွေပါအဲ့ဒါဆိုရင်ကိုယ့်အတွက်ကံကောင်းခြင်းဆိုတဲ့အရာတွေကရောက်ရှိလို့လာပါလိမ့်မယ်လို့တွေးရပါတယ်အဲ့တော့ရရအမြင်တဲ့ကတော့ကိုချစ်သူခင်သူတွေကိုသူတို့နှစ်သက်လောက်မဲ့အရာတွေကိုလက်ဆောင်ပေးပေးခြင်းအပြင်ကိုယ့်ရဲ့ကံတွေလက်တွေ ပွင့်လန်းလာစေပါလိမ့်မယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့သောအဘမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ